ဒါကြီးတရားဝရီခိုင်လူတုချေဘူဘောဌာနတွင်ညုံလပြည်နေအကြောင်းတီကောင်းဆရာတိပညာပေးတော်ရှုကိုစွန်လ3ရက်နေ့နဲ့9နာရီကကျမခင်ယခိုင်ပြည်ဆက်ရုံမှာဦးစီရရှိဒေါ်အီအောင်နှင့်စာရေးဆရာအောင်ကျော်လင်းတို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်မင်္ဂလာပါဆရာရှင်ဟုတ်မင်္ဂလာပါဆရာမဟုတ်ကဲ့ပါဆရာနေုံလာရဲ့အသေးပဲကိုဆွေးနွေးပြပါအောင်ဆရာရှင်ဟုတ် မယုံလားကမြမပြက်ကရင်ရဲ့တတိယလဖြစ်တယ်။မေလနဲ့ဇွန်လတွင်ကြာရောက်ခဲ့ပါတယ်။မယုံလားပါ29ရက်ရှိတယ်။ပုံမှန်အားဖြင့်တော့ရက်မစုံသောလဖြစ်တော်လဲဝါထက်သောနှစ်၌မယုံလားအတိုင်းရက်30ရှိပြီးရက်စုံသောလဖြစ်တယ်လို့ဆိုလိုပါတယ်။မယုံလားဟုဩဟာရမှာမိုးစတင်ရွာပြီးဖြစ်တွင်သောကြောင့်နန်းဆိုသည်မှာအချိန်ကာလကိုရည်ညွှန်းပြီးယုံဆိုသည်မှာအကြီးယိုစီးခြင်းအိဗက်ဆောင်သောဆောင်းတစ်ဖြက် မိုးကြပြီဟုဆိုလိုခြင်းလည်းဖြစ်ပါတယ်ဆရာမကျေးဇူးပါဆရာရှင်အယုံလာမှာစာတော်ပြန်ပွဲကျင်းပရတဲ့ရည်ရွယ်ချက်ကိုလည်းပြောပြလိုက်ပါဆရာရှင်ဟုတ်ကဲ့မျိုးကုံမိုးကုဝတန်ကာလဖြစ်တဲ့ဖြင့်မိုးသားကျူးစအခါသမယဖြစ်ပါတယ်မိုးနံကလေးရစာပြူချိန်မှာရွှေစာတော်ပြန်မေးလို့ညလေးတဲ့စပယ်မေထုံစိုးရာသီကူပွင့်ဖူးဝတ်မုံနဲ့တင်ပြန်တော်တယ်ဟုသောဖို့သူတော်ဦးမင်းအဆိုအတိုင်းရှင်းမြမမင်းများလက်ထက်ကလေးကနေုံလာတွင် အစင်းလောင်းရှင်လောင်းတော်များအတွက်စာတော်ပြန်ပွဲများကိုကျင်းပရုံထုံးစံရှိခဲ့ပါတယ်။စာတော်ပြန်ပွဲများကမြမမင်းများ၏လက်ထက်ကပင်စတင်ထွန်းကားခဲ့ပါတယ်။စာတော်ပြန်သပင်ကြီးဟုလည်းခေါ်တွင်ခဲ့ပါတယ်။ဤပွဲသပင်ကြီးမှာသာသနာအာဇာနည်များရွေးချယ်ပွဲ ဖြစ်သဖြင့်နိုင်ငံတော်၏လွှတ်တော်ရုံးပြဲတိုက်တောင်နှင့်အခြားအုပ်ချုပ်ရေးဌာနများအတွက်ပညာရှင်များရွေးချယ်ပွဲလည်းဖြစ်ခဲ့ပါတယ်။စာတော်ပြန်ပွဲသပင်တွင်ထူးခြားပြောင်မြောက်အောင် ောင်မြင်ခဲ့သောသာသနာအာဇာနည်များတည်တံ့ခိုင်မာပြီးစီပင်ဖွံ့ဖြိုးရေးအတွက်သာသနာအာဇာနည်ယဟန်တော်များဖြစ်လာခဲ့ပါတယ်။သို့မဟုတ်သာသနာဘောင်မှထွက်၍ဘရင်တံဘောင်မှလည်းအမှုတော်ထမ်းခဲ့လျင်အရာရောက်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်လာနိုင်ပါတယ်။တို့ဖြစ်တော်လဲအရာရောက်သောပုံကိုယ်သူပုံကိုယ်များများဖြစ်လာနိုင်သလိုထို့သို့သောရည်ရွယ်ချက်များဖြင့်နေုံလာတွင်စာတော်ပြန်ပေါ်များကျင်းပခဲ့ရခြင်းဖြစ်ပါတယ်ဆရာမ။ ဟုတ်ကဲ့ပါဆရာရှင်။နေုံလားပြီးရဲ့ထူချမှုထူချမှုတွေကိုလည်းပြောပြပေးပါဆရာရှင်။ဟုတ်။နေုံလားပြီးရဲ့ထူချမှုတွေကိုခြုံငုံပြောရမယ်ဆိုရင်ပြန်နံပါတ်၁ကရေလူပွဲဆင်နေကြတော့နှစ်ပြည်တော်တိုင်းသားများ၏ငင်းခုန်ခိုက်ရန်ပေးမှကင်းဝေးစေခြင်း။နံပါတ်၂ကပလူပင်နဲ့ကောလီယာနှစ်ပြည်တော်စစ်ခင်းတော်မိဘေးရန်တရမှာလည်းပဲကင်းဝေးစေပြီးငင်းငယ်ရေးရတဲ့နေ့တစ်နေ့လည်းဖြစ်ခြင်း။နံပါတ်၃ကယဟန်900လုံးယဟန်တော်ဖြစ်တယ်လို့မူတဲ့နေ့ဖြစ်ခြင်း။ နံပါတ်၄ကမတ်ဗျမအတူရာဂလုံးငကားများနဲ့ယဟန်တော်များကိုတစ်ချိန်တည်းသာစူးစိမိသောနေဖြစ်ခြင်းနံပါတ်၅မဟာသမယကိုအကြောင်းပြု၍ရံဘက်ဖြစ်သောဂလုံးနဲ့ငကားခိုက်ရံမဖက်မေတ္တာတက်ဝင်သောနေဖြစ်ခြင်းနံပါတ်၆မဟာသမယဆိုင်ရာတုတ်တန်ခုနှစ်မျိုးကိုမြတ်ဗုဒ္ဓဟောကြားတော်မူသောနေဖြစ်ခြင်းစသည်ဖြင့်ထူးခြားမှုများနဲ့ပြည့်စုံသောနေပါတဲ့ဆံမှာပရိသေရိခိအဆက်ဆက်ကနေုံလာဤပွဲတော်သည်စာတော်ပြန်ပွဲဖြစ်ခဲ့ပါတယ် ယခုခေတ်ပထမပြန်စာမေးပွဲကိုလည်းထိုနေုံလစာတော်ပြန်ပွဲမှာဆင်းသက်လာခဲ့ခြင်းဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာဝင်တို့အနေဖြင့်နေုံလပြည့်ကိုမဟာသမယမေတ္တာခါတော်နေ့အဖြစ်အမှတ်ကြကြောင်းဖြစ်ပါတယ်လို့ဆွေးနွေးတင်ပြလိုက်ပါတယ်ဆရာမဟုတ်ကဲ့ပါဆရာရှင်ဘုလိုမျိုးအသိပညာမျှဝေပေးတဲ့အတွက်ဆရာအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ဆရာမကျေးဇူးပါခင်ဗျာဆိုပါတော်ရှိဆွေးနွေးမှုတို့ကို Shuyeti page တွင်လှည့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်